ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကေရှန်စင်းကစီတာဘူရွာရဲ့မြေပိုင်ရှင်ဖြစ်ပြီးမာနာကြီးလုံးနဲ့သူတယောက်လည်းဖြစ်တဲ့အတွက်သူရဲ့သမီးမနီရှာကလည်းရွာတွေကမိန်းကလေးတွေအားလုံးရဲ့ရှေ့မှာအယံမာနာကြီးတက်ပါရယ်။အဲ့ဒီရွာသားမိန်းကလေးတွေထဲမှာရှိတဲ့တယောက်ကတော့မြေပိုင်ရှင်ရဲ့လယ်တွေထဲမှာအလုံးလုံးတဲ့ဆင်းရဲတဲ့လယ်သမားတယောက်ရဲ့သမီးဖြစ်သူခေါ်ရီပဲဖြစ်ပါရယ်။မနီရှာကကော်ရီကို ်အမြဲတမ်းလိုလိုဘာမှမဟုတ်တဲ့သူနေကြတဲ့သူတရားလိုသဘောထားပြီးတော့မှသူမကိုတွေ့တဲ့အခါတိုင်းနဲ့ကော်ရီကိုအမြဲတမ်းအမိန့်တွေပေးတတ်ပါတယ်ကော်ရီငါနင်းကိုမနက်ခရဲကဖိတ်စာတွေအများကြီးပို့ခိုင်းထားတာကိုဘာလို့ခုထိရောက်မလာသေးရလဲလာအခုငါ့ရဲ့အိတ်ကိုကင်ပေးငါဈေးကိုတွားရမယ်ငါကြွားလိုအပ်တဲ့လက်ကောက်တွေနှစ်ဖူးစီမျက်နှာအလှပြင်ပေါင်လာနဲ့တခြားလိုအပ်တာတွေအများကြီးဝယ်ဖို့ရှိတယ်အမအ ကျမအခုတော့ရူတီလောက်ရအောင်မယ်ဈေးကိုခဏနေမှာတွားရအောင်လေမဟုတ်ဘူးခဏနေမှာမဟုတ်ဘူးငါတို့အခုပဲဈေးကိုတွားရမယ်ငါ့မှာအချိန်မရှိဘူးပြီးတော့အခုငါပြောနေတာတွေကိုညှင်းဆန်ဖို့မစိုးစားနဲ့နင်လည်းသိပါရဲ့ငါပြောတာတွေကိုသာညှင်းရင်ငါစိတ်ဆိုးမယ်ဆိုတာကိုပြီးရင်အဲ့ဒီခါကျငါဖေကိုပြောလိုက်မယ်ငါဘာလေးနဲ့မစိုးစိတ်ဆိုးတာနဲ့ ။ငါရဲ့ဖခင်ကနင်တို့အားလုံးကိုအယံတော်သားထွက်လိုက်မယ်ဆိုတာနင်သိပါရဲ့။အဲဒီချိန်မှာသူ့နေရာကိုဂေါရီယမိခင်ကရောက်ရှိလာပါတယ်။တမီးလေးဂေါရီ ရိုဂျီကို အမေလုံးလိုက်ပါမယ်။သူ့နောက်ကိုလိုက်သွားလိုက်ပါ။တခါတလေကြာရင်လေမြေပိုင်ရှင်ကအကြောင်းမဲ့တသက်ဒေါသထွက်တတ်တယ်။ဒါပေမဲ့အမေအမေကအခုမှလေရီအလုပ်တွေကိုလုပ်ပြီးတော့ပြန်လာတာလေ။အမေလည်းမောနေတာပဲ။ ရပါတယ်တမီလေးသူကဘလို့လူလဲဆိုတာတမီလည်းသိပါတယ်သူသာမြေပိုင်ရှင်ကိုတမီချောင်းသွားတန်လာရင်မြေပိုင်ရှင်က သူ့ရဲ့ဒေါသတွေအားလုံးကို အမေနဲ့တမီရဲ့အဖေပေါ်ပုံချလိုက်မယ်ဟုတ်ပါပြီအမေဒါပေမဲ့ကျမစောစောပြန်လာနိုင်မို့ကြိုးစားပါမယ်အမေထပ်ပြီးအလုံးမလုံးပါနဲ့တော့အနားယူလိုက်ပါတော့အမေမနီရှာတယောက်ကခရီးကိုအမြဲတမ်းအဲ့လိုပဲနှိမ့်ဆက်တတ်ပေမဲ့ ်ကော်ရီကတော့ဘလို့မှကိုသဘောမထားသလိုညှင်းဆန်လို့လည်းမရပါဘူးကော်ရီက အမြဲတမ်းမနီရှာပြောတာကိုလိုက်နာရပါတယ်မနီရှာတယောက်ကတော့အဲဒီခွင့်ရီကိုအမြဲတမ်းအတုံးချတတ်ပါတယ်မနီရှာအမကျမတို့ဈေးထဲမှာအတော်ကြာနေပြီအိမ်ပြန်ကြရအောင်လေအမေအခုဆိုရင်အမေလည်းကျမတို့ကိုစောင့်နေတော့ပြီ နေပေါင်းဟာငါတို့ကအခုမှဈေးထဲကိုရောက်တာလေဈေးတယ်ရီကငါ့ရှေ့မှာပဲရက်နေကြတယ် ငါ့အတွက်နဂတ်တွေလည်းဝယ်ရအောင်မေမောင်လေးဒီနဂတ်တွေကဘလောက်လဲဒီတရံမဲလေအာဒါလေးဟိုဟိုဟာလေးဟိုဟာလေးပြီးတော့အဲ့နှစ်ခုလည်းယူမေကြည့်ပါဦးဂော်ရီဒီနဂတ်တွေကငါနဲ့လာရဲ့လားအရန်လာတယ်အမ အမမနီရှာအဲ့အရာကိုယူလိုက်ပါဒီနဂတ်တွေကအမနဲ့သေစာပေါက်လိုက်မှာအဲ့ကြောင့်ပြောစရာမလိုပါဘူးဂော်ရီယာ ငါကရွာကမြေပိုင်ရှက်သမီးပဲလေငါနဲ့ဆိုအကုန်လုံးကလိုက်တာပဲနင်သိလားငါအဖေကငါရဲ့မင်္ဂလာပွဲအကြောင်းကို အများကြီးစဉ်းစားထားတယ်။အော်မင်္ဂလာပွဲဆိုမှ တတိယလို့ပြောရအောင်မယ်။မနက်ဖြန်သူတို့သားဘက်ကမိသားစုကငါ့ကိုလာပြီးတော့ကြည့်ကြမှာတဲ့။သူတို့ကဗေးဘူးရွာက မြေပိုင်ရှက်သားပဲ။သူတို့တွေဘလောက်ချမ်းသာတယ်ဆိုတာကိုငါသိတယ်။ငါ့ကိုငါ့ဖေပြောပြထားတာ။ အဲ့ဒီမိသားစုနဲ့လက်ထပ်ပြီးသွားရင်အဲ့ဒီຢာရီအလုံးကိုငါအုပ်ချုပ်ရလိမ့်မယ်တဲ့ဂျာဗမိတ်ခေါ်ရီငါကဂျာရီအလုံးကိုနင့်ကိုဘာလို့ပြောပြနေရလဲနင်ကငါတို့စီမှာအလုပ်လုပ်တဲ့ဆင်းရဲအစီခံတယောက်ရဲ့တမိပဲလေနင်ကဂျာရီအလုံးကိုနားလည်မှလည်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့နင်ကဂျီရွာကလေသမားတယောက်ရဲ့အသားနဲ့ပဲလက်ထပ်ရမယ်ဆိုတာကိုငါသိနေလို့လေဒါနဲ့ငါကောင်းထဲမှာအကြံတစ်ခုရောက်လာတယ် တကယ်လို့ငါတို့ဒီမှာလက်ထက်တဲ့အခါကျရင်ငါ့ရဲ့အနာဂတ်ခင်မုန်းကိုပြောပြမယ်။ငါတို့ဇနီးမောင်နဲ့အိမ်မှာအစီကံတရားလိုချင်တယ်။ကောင်းတဲ့သူလည်းလိုချင်တယ်ဆိုရင်နင့်ကိုသူ့အတွက်လက်ထက်ပေးလိုက်မယ်။အဲ့ဒါဆိုရင်လည်းတခြားနေရာမှာ အလောက်ရှာစရာမလိုတော့ဘူးလေ။ဂေါရီနင်လည်းနင့်ရဲ့ခင်မုန်းနဲ့အတူတူငါရောက်ခမအိမ်မှာတတောင်တတာနဲ့အလုပ်လုပ်လို့ရပြီလေ။မနေရှာရဲ့ပြောစကားတွေကြောင့်ဂေါရီတယောက်ကဆွမ်းအားသွားပါတယ်။ ော်ရီကမနေရှားရဲ့တဘာဝစိတ်ထားကိုသိနေပါတယ်အဲ့လိုနဲ့ပဲရှန်နေခဲ့ကြတဲ့အခါမှာတော့မနီရှာရဲ့မင်္ဂလာပွဲကိုအတည်ပြုလိုက်ပြီးတော့မနီရှာကလည်းသူမရဲ့မင်္ဂလာပွဲအတွက်အစပြင်ဆင်လာတော့တယ်။မနီရှာတယောက်ကဈေးဝယ်ဖို့မြို့ကိုသွားတဲ့အခါတိုင်းမှာသူနဲ့အတူဂေါရီကိုပါခေါ်သွားနေရှိတယ်။မာလီငါကိုဈေးအကြီးဆုံးတို့သမီးဝက်လန်ကာကိုပြပေးပါအောင်။ငါရဲ့မင်္ဂလာပွဲမှာငါကောင်ကအယမ်းလှနေစီစဉ်နေ။ ငါရဲ့ပတ်ဝန်းကျင်ကရွာသူရွာသားတွေအလုံးငေးမောနေအောင်လို့ပေါ့အမသားကအရန်လာတဲ့လမ်းကပဲကျွန်တော်တို့ဆိုင်မှာဆိုရင်တော့ဈေးကြီးဆုံးလမ်းကပါရူဘီ3သိန်းကျပါတယ်သားကအရန်လာတဲ့လမ်းကပဲဒီလမ်းကကငါနဲ့အရန်လိုက်မှာပဲသားပဲမဲ့အခုငါကအရန်ပင်မန်းနေရတဲ့အတွက်အဲ့ဝတ်ဆောင်ကိုဝစ်ကြည့်ဖို့အားမရှိတော့ဘူးခေါရီနင်းဒီလမ်းကကိုဝစ်ပြီးငါ့ကိုပြပေးပါလား ကော်ရီတကယ်လို့နင်အဆင်ပြေရင်ငါယူမယ်လေအမကျမအဲဒီဝတ်စုံကိုဘယ်လိုလုပ်ဝေးရမှာလဲဂျာကအမမန်နေချာရဲ့သူတို့သမီးဝတ်လန်ကလေဂျာကနင်းရဲ့သူတို့သမီးဝတ်လန်ကလို့လဲငါမပြောမိပါဘူးဂျာကငါရဲ့သူတို့သမီးဝတ်လန်ကဆိုတာငါသိပါတယ်ဘာပဲဖြစ်ဖြစ်နင်းလိုစင်ရတဲ့သူကဒီလိုသူတို့သမီးဝတ်လန်ကကိုဝေးဖို့တောင်တန်းနိုင်မှာမဟုတ်ပါဘူးကော်ရီ ငါကနင်းကိုကြခါလာဝစ်ကြည့်ဖို့အတွက်အခွင့်ရေးပေးနေတာပါ။လာပါ။ငါပြောတာနားထောင်စမ်းပါ။အခုငါအရန်ပင်မန်းနေပြီ။ရွာကိုပြန်ရင်လည်းငါမှလှုပ်ရှားရည်အများကြီးရှိသေးတယ်။ကော်ရီတယောက်ကသူ့သမီးဝဲအလန်ကကိုဝစ်ကြည့်ဖို့အတွက်အဝေးလဲခန်းထဲကိုဝင်သွားပါတယ်။ဒါပေမဲ့သူမအဝတ်ဆောင်ကိုဝေပြီးတော့ပြန်ထွက်လာဖို့လုပ်တဲ့အချိန်မှာအခန်းထောင်နာမှာချထားတဲ့ပက်ဆန်အိတ်တခုကိုတွေ့လိုက်ရတယ်။အဝေးလဲခန်းထဲကိုဂေါ်ရီမဝင်ခင်တော့က အဝေလဲခန်းထဲကနေထွက်သွားတဲ့အသက်ကြီးကြီးအမျိုးသမီးတယောက်ရှိခဲ့ပါတယ်။ခေါရီကသူ့မကိုလန့်ခေါ်လိုက်တယ်။အန်ဂျီဒါကအန်တီရဲ့ပတ်စံအိတ်လေ။ကြည့်ရတာအန်တီမေ့ဆန်နေတာဖြစ်မယ်။ဟုတ်တယ်။ဒါငါပတ်စံအိတ်ပဲ။ကျေးဇူးတင်ပါတယ်သမီး။အန်ဂျီကအတန်ကြီးလာတော့ဒရီတွေမေးလျော့တတ်တာဖြစ်လာတယ်။အန်ဂျီအခုကငါ့ရဲ့သမီးချွေးမကြီးကဆိုင်ကိုအတင်းကျပ်ခေါ်လို့သာရောက်လာတာ။ ။မဟုတ်ရင်အန်တီကအပြင်ကိုတိတ်မထွက်တတ်ပါဘူး။ဒါနဲ့သမီးလေးနာမည်ကဘာတူလဲ။ကျမရဲ့နာမည်က Gory ပါအန်တီ။အော်ဟုတ်လား။အဲ့တော့ဆိုသမီးကကိုရဲ့မင်္ဂလာပွဲအတွက် လင်္ကာလာရွေးတာလား။ဒီလင်္ကာကသမီးနဲ့အရန်လိုက်တယ်နော်။အန်တီဒါကျမရဲ့လင်္ကာမဟုတ်ပါဘူး။ကျမတို့ရွာက မြေပိုင်ရှင်ရဲ့သမီးမင်္ဂလာဆောင်ပါမလို့ကျမတို့ကလင်္ကာလာဝယ်တာပါ အခုသူကအရန်ပင်မနေလို့ဒီဝဲဆောင်ကိုဝစ်ကြည့်ပြီးတော့ပြပေးဖို့အတွက်သမီးကိုပြောထားတာကျမဒီဝဲဆောင်ကိုပဲကြည့်နေတော့မှအန်တီဖက်ဆိုင်ကိုသတိထားမိသွားတာပါဟုတ်လားဒါနဲ့သမီးတို့ကဘယ်ရွာကလဲအန်တီသမီးတို့ကစီတဘူရွာကပါဟမ်စီတဘူရွာဟုတ်လားအဲ့ဒီကမြေပိုင်ရှင်တွေကတော့အန်တီကိုကောင်းကောင်းသိကြပါဗျအန်တီနဲ့သမီးအခုလိုဆုံတွေ့ခွင့်ရတဲ့အတွက်ဝမ်းသာပါဗျ အန်ဒီဂျီနဲ့ဂေါရီတို့အပြန်အလှန်ပျော်ရွှင်စွာစကားပြောနေတာကို မြင်လာရတဲ့အခါမနီရှာကဒေါသထွက်လာပါတယ်။အထဲမှာဘာဖြစ်နေတာလဲဂေါရီ။ငါကအပြင်မှာ အကြာကြီးစောင့်နေတာကိုနင်းကဒီမှာရှိတဲ့လမ်းကကိုပဲကြည့်နေတယ်။ပြီးတော့ဂေါရီအဲဒီလမ်းကကနင်းလိုဆင်းရဲတဲ့သူအတွက်လှုပ်ထားတာမဟုတ်ဘူးဆိုတာကိုဘာလို့မေ့နေရတာလဲ။ငါကနင်းကိုဝစ်ကြည့်ခိုင်းရုံပဲလှုပ်ခိုင်းတာ။နင်းဒီလမ်းကကိုဝဲဖို့တတ်နိုင်မှာမဟုတ်ဘူး။ငါပဲတတ်နိုင်တာ။ အခုအိမ်မက်ကနေနိုးထလိုက်တော့ဝစ်ဆောင်ကိုငါမြင်ပြီးပြီအဲ့ဒါကအရန်လဲလှတယ်။သွားအခုဝစ်ဆောင်ကိုသွားလဲလိုက်တော့အမျိုးသမီးကြီးကမနီရှာဂေါရီကိုစမ်းတဲ့စွာပြောဆိုနေတာကိုတွေ့လိုက်ရပါတယ်။မနီရှာရဲ့ပြောစကားတွေကြောင့်ရှံယုံမှုကြောင့်မေဂေါရီရဲ့မျက်လုံးထဲမှာတော့မျက်ရည်တွေပြေလာပြီးတော့လင်ငါကိုလဲဖို့အတွက်အဝိလဲခန်းနဲ့ပြန်ဝင်သွားတယ်။နောက်နေ့မှာတော့ဂေါရီကမနီရှာရဲ့အိမ်ကိုသွားဖို့အတွက်ပြင်ဆင်နေတော့မှကားတစ်စီးကသူမအိမ်ရှိမှလာရတဲ့ အန်ဂျီအန်တီအန်တီရဲ့ဂျင်းကိုဘလို့လောက်တိပြီးရောက်လာတာလဲအမေဒါတမိအရင်ရက်တွေတုန်းကမနီရှာနဲ့အဂျိုလန်က သွားဝယ်တုန်းကမျိုးရင်းကဆိုင်မှာတွေ့ခဲ့တယ်လို့ပြောဘူးတဲ့အန်တီကြီးနဲ့သူ့ရဲ့မိသားစုလေဟယ်လိုညီမလေးအမကဂေါရီကိုမနေတဲ့ကတွေ့ပြီးခရေကသူ့ရဲ့မကို မေးပြောလို့မရခဲ့ဘူးအမရဲ့အိမ်ကိုပြန်ရောက်တော့လေအမရဲ့အသားကြီး ချွေမပြီးတော့သားငယ်တို့ကိုဂေါရီအကြောင်းပြောပြဖြစ်တယ်။အန်ဂျီရဲ့ညီမညီကိုတို့ကိုတမီးဂေါရီကိုအန်တီရဲ့ချွေမဖြစ်စင်နေကြတယ်။အမရဲ့အမရဲ့သားလေးရာဂော့ဖ်အကျွတ်ညီမတမီးဂေါရီကိုတောင်းရန်ပြရစေ။ထိုစကားကိုကြားရတော့ဂေါရီရဲ့မိဘတွေကဝမ်းသာမဆုံးဖြစ်သွားကြပါတယ်။မျိုးမရှိတဲ့ဒီလိုချမ်းသာတဲ့မိသားစုကသူတို့သမီးလေးကိုရီအတွက်လက်ထပ်ခွင့်တောင်းလာခဲ့တာကိုရာဂော့ကလည်း ဂေါရီကိုအရန်သဘောကျခဲ့ပြီးတော့ဂေါရီတယောက်ကလည်းရှင်နေကဂျာပန်လေးလိုလှနေတာပါ။မကြခင်မှာပဲရာဂါနဲ့ဂေါရီတို့ရဲ့မင်္ဂလာပွဲကိုအတည်ပြုလိုက်ကြတယ်။ဂေါရီရဲ့မင်္ဂလာပွဲက မနီရှာရဲ့မင်္ဂလာပွဲပြီးမကြခင်မှာပဲကျင်းပမှာဖြစ်တယ်။မနီရှာကတော့ဂေါရီရဲ့မင်္ဂလာပွဲကို သူ့ခင်မွန်းနဲ့အတူတူမင်္ဂလာပွဲတက်ရောက်လာပါတယ်။လာပါဦးမနီရှာ။တမီးတမီးတငယ်ချင်းနဲ့မတွေ့ဘူးလား။ကြည်ပါဦး။သူကဘလောက်ကြာလာလိုက်တယ်လဲဆိုတော့ အန်တီတို့ချွေးမလဲရဲ့လန်ကာကရူပီ9သိန်းတန်နေ။ဒါနဲ့သမီးဟာကရောဘလောက်တန်လဲ။ဟုတ်ကဲ့အန်တီ။ကျမဟာကအဲ့ဒီထက်နည်းပါတယ်။ရူပီ3သိန်းပဲတန်ပါတယ်။ဟုတ်အန်တီ။အဲကျမတို့နောက်မှပဲစကားဆက်ပြောတာပေါ့။အခုတော့ကျမခင်မကခေါ်နေပြီ။ကျမတို့ပြန်တော့မယ်။နှစ်ယောက်သားကစကားပြောပြီးလို့မနေရှာကပြန်ထွက်သွားတဲ့အခါမှာတော့သူမရဲ့မျက်နှာကအရာအလုံးကိုနားလဲသွားတဲ့အတွက်ပြောင်းလဲသွားခဲ့ပါပြီ။ အခုဆိုရင်မနီရှာတယောက်ကမကန်တဲ့သင်္ကန်းစာကိုရသွားပါပြီလူတွေပြောသလိုပါပဲလူတယောက်ရဲ့ကံကြမ္မာကဘယ်စိမ်မှပြောင်းလဲသွားမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူးဘဝမှာကိုတွေးတင်ထားတဲ့အရာနဲ့လုံးဝဆန့်ကျင်မှတ်တွေလည်းဖြစ်တတ်ပါတယ်အခုဂေါ်ရီနဲ့ဖြစ်ခဲ့တာကအဲ့လိုပါပဲသူမကတခါမှသူတို့သမီးဝက်အလင်ကဝိဖို့တော်မမျောလင်းခဲ့ပါဘူးဒါပေမဲ့သူမရဲ့ကောင်းမှုအကံကြောင့်ပဲဒီနေ့မှအဲ့ဒီသူတို့သမီးဝက်အလင်ကအပြင်စေငါပစ္စည်းများစွာနဲ့အရန်ကောင်းတဲ့ခင်မို့ အရန်ကောင်းတဲ့ရောက်ခမတွေအားလုံးကိုသူမရဲ့ကံကောင်းခြင်းကြောင့်သာရရှိခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကိုကြားနေသက်တဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါဦးနော်။ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။